thank you မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်တရုတ်အိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ်တို့ပေါ်ရိုက်ခတ်လာတဲ့အာရခတ်တတော်အောင်ပွဲဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်အာရခပြည်သူ့တော်လှန်ရေးဆိုရာ APRG ကတဆင်အင်းကရုရှားစီးစင်ရေးမှတင်ပြည်သူ့ဂျန်မာရေးတီအဓိကကြားတဲ့ကဏ္ဍတွေကိုစီမံအုပ်ချုပ်ပါတယ်ဒါကကွန်ဖက်ဒရေးအစဉ်မြင်ပုံမိုကျေပြန့်နဲ့ကိုပိုင်အုပ်ချုပ်ရေးကိုမျှော်မှန်းထားတဲ့ EE ရဲ့မျှော်မှန်းချက်ကိုအချက်ပြနေခြင်းဖြစ်ပါတယ်အာရခတ်တတော်အင်းကအဖွဲ့စတင်ထူထောင်ပြီးရဲ့နောက်15နှစ်တာရှိတဲ့ ည်တဲ့အချိန်မှာမြန်မာနိုင်ငံအနောက်ပိုင်းရခိုင်ပြည်မှာမြို့နယ်16မြို့နယ်အနက်14မြို့နယ်ကိုထိန်းချုပ်ထားပြီးဖြစ်ပါတယ်။ရခိုင်ဒေသရဲ့90ရာခိုင်နှုန်းကျော်ကိုအေးထိန်းချုပ်ထားပြီးဖြစ်ပြီးအဲ့ဒီထဲမှာဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့251ကီလိုမီတာထိစပ်တဲ့နယ်စပ်ဧရိယာတစ်ခွင်လုံးလည်းပါဝင်ပါတယ်။ ဒီထိုးစစ်တင်နဲ့အမျိုးနယ်အခြေဆိုင်အနာပိုင်နိုင်စစ်ဌာနချုပ်ကိုအောင်မြင်စွာသိမ်းပိုင်နိုင်ခြင်းလဲပါဝင်ပါတယ်။အနာပခကိုသိမ်းပိုင်နိုင်တဲ့အတွက် AES စီရင်ရေးအုပ်ချုပ်ရေးလွှမ်းမိုးမှုကိုပုံမခိုင်မာစေခဲ့ပါတယ်။အာရခပြည်သူတော်လှန်ရေးအစိုးရ APRG မှတဆင်းအေကတရားစီရင်မှသည်ပြည်သူ့ကျန်းမာရေးထည်အဓိကကြတဲ့ကဏ္ဍတွေကိုစီမံအုပ်ချုပ်ပါတယ်။ဒါက confederate အစင်မြင့်ပုံမကျေပြန့်နေကိုပိုင်အုပ်ချုပ်ရေးကိုမျှော်မှန်းထားတဲ့အေရဲ့မျှော်မှန်းချက်ကိုအချက်ပြနေခြင်းလည်းဖြစ်ပါတယ်။ရခိုင်ပြည်ရဲ့ဗျူဟာမြောက်ဒီနီယာတဘာဝတင်ရန်စာတမ်းများတရုတ်ကြောထောင်နောက်ခံပြူထားတဲ့အခြေခံအဆောင်နဲ့နီကတ်စွာတီရှိမှုလို့နဲ့အတူ AA အင်အားကောင်းလာခြင်းကဒေသတစ်ခုလုံးရဲ့ပထဝီနိုင်ငံရေးနဲ့လုံခြုံရေး dynamic တွေကိုပြန်လည်ပုံဖော်လျက်ရှိပါတယ်။ ဒါကအခွင့်အလမ်းများသာမကဆွေးနွေးညှိနှိုင်းရေးစိန်ခေါ်ချက်တွေနဲ့မတည်ငြိမ်မှုတွေကိုပါဖြစ်ပေါ်စေပါတယ်။အရခတ်တက်တော်အင်အားတောင့်တင်းလာပြီးရခိုင်မှာအာနာပိုင်အဆင့်ထိရောက်ရှိလာခြင်းအေကခန္ဓာရင်အားကောင်းမှုနဲ့မဟာပြူဟာမြောက်ဆောင်ရွက်နိုင်စွမ်းမှုရှိတာကိုမှတ်သားလောက်ဖွဲ့ရာပြသနိုင်ခဲ့ပြီးရခိုင်ပြည်နယ်အများစုမှာအာနာပိုင်အုပ်ချုပ်မှုတရထူထောင်ထားနိုင်ပါတယ်။ APRG ကအရှေ့ပိုင်းမှာဗဟုအစိုးရကထိန်းချုပ်ထားခဲ့တဲ့အုပ်ချုပ်ရေးတရားစီရင်ရေးပြည်သူဝန်ဆောင်မှုများအပါအဝင်အခန်းကဏ္ဍတွေကိုဝင်ရောက် တာဝန်ယူထားပြီးတရားဝင်အတိမတ်ပြုမှုရ ရှိဖို့အတွက်ကြိုးပမ်းနေပါတယ်။အေကနေမြေချဲ့တွင်မှုတွေမြန်မြန်ဆန်ဆန်ပြုလုပ်လာခြင်းကမြန်မာစစ်တပ်နဲ့တင်းမာမှုကိုပိုဆိုးလာစေပါတယ်။အာနာဆက်လက်ကင်ဆွဲနိုင်ဖို့အတွက်ကြိုးပမ်းနေတဲ့မြန်မာစစ်ကောင်စီကရခိုင်ပြည်မှာအကွဲအပြင်းများပေါ်ထွက်လာအောင်မွတ်စလင်တိုက်ခိုက်ရေးတမားတွေကိုလည်းစီရင်သိမ်းသွင်းထားပါတယ်။ဒီမွတ်စလင်ဖွဲ့ရဲမှာ အာရကန်ရိုဟင်ဂျာကေတင်ရေးတမတော် ARSA နဲ့ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးဖွဲ့ RSO ကဲ့သို့လက်နက်ကင်ဖွဲ့စည်းများလည်းပါဝင်ပါတယ်။အဆိုပါလုံရက်တွေကလူများစုဗုဒ္ဓဘာသာရခိုင်လူမျိုးတွေနဲ့လူနည်းစုမွတ်စလင်တွေအကြားရေပူစည်းကိုပုံမနှဆိုင်စေပါတယ်။မယုံကြည်မှုတွေပုံမဆုံးရစေတဲ့လို့အကြမ်းဖက်မှုတန်တရားကိုလည်းဆက်ရှိစေပါတယ်။ ပရင်ကလူတိုင်းအကျုံးဝင်နဲ့မျှော်မှန်းချက်တရက်ကို APRD ရဲ့အုပ်ချုပ်ရေးမူပေါင်းမှတဆင့်ရှင်းရှင်းလင်းလင်းထုတ်ပေါ်ပြသထားပါရယ်။တချိန်ထဲမှာမွတ်စလင်များအပါအဝင်ဘေးဖယ်ခံအတိုင်းဝိုင်းနေနဲ့ရှုံချိမှုတည်ဆောင်ရေးကတော့စိန်ခေါ်ချက်တရက်ဖြစ်ရှိနေပါသေးတယ်။ AA ရဲ့ဆွေးနွေးညှိနှိုင်းမှုတွေစီစဉ်ဆောင်ရွက်နိုင်စွမ်းနဲ့လူတန်းစီအကျုံးဝင်နဲ့အုပ်ချုပ်ရေးအကောင့်ထဲပေါ်နိုင်စွမ်းကရခိုင်ပြည်မှာရေရှိခိုင်မာတဲ့တည်ငြိမ်မှုရရှိအောင်စွမ်းဆောင်ရမှာတက်တော်ရဲ့အောင်မြင်မှုတွေအဆုံးသတ်ဖြစ်ပြီးသွားမှာဖြစ်ပါတယ်။ လုံခြုံရေးအစီအစဉ်သစ်တွေနဲ့တရုတ်ရဲ့ခြေလမ်းချဲ့တွင်မှုရခိုင်ပြည်ရဲ့တဘာဝတယံစာတာတွေ့ဝမှုနဲ့ဘင်္ဂလားပင်လယ်အော်တရှောင်းမဟာဗျူဟာမြောက်တရှိမှုတို့ကတရုတ်ရဲ့ရဲဝန်နဲ့လမ်းစီမံကိန်းအတွက်အခရာကျလက်ရှိပါတယ်။ကြောက်ဖြူရင်းနှက်စိတ်ကန်းနဲ့ရွှေခေပိုင်လိုင်းကဲ့သို့အဓိကကျတဲ့စီမံကိန်းတွေကဒီဒေသမှာဗီဂျင်းရဲ့စီးပွားရေးရည်ရွယ်ချက်တွေနဲ့ပထဝီနိုင်ငံရဲ့ဦးစားပေးမှုတွေကိုနမူနာပြနေခြင်းဖြစ်ပါတယ်။ဒီစီမံကိန်းကတရုတ်အတွက်အရေးပါတဲ့စွမ်းအင်လမ်းကြောင်းတွေကိုလုံခြုံမှုပြုံတာမဟုတ်ဘဲအိန္ဒိယသမုဒ္ဒရာကိုပါအဆင်ပြေပြေ လက်လန်းမိစေတာဖြစ်ပြီးဗီဂျင်းရဲ့ပုံမိုကျေပြန့်တဲ့ဒေသရင်းမဟာပြူဝါမှာရခိုင်ပြည်ကအဓိကဆုံးချက်တစ်ခုဖြစ်စေပါရယ်မြန်မာပြည်မှာလက်ရှိဖြစ်ပွားနေတဲ့ပဋိပက္ခတွေကြားမှာတရုတ်ရင်းနှီးမြှုပ်နှံမှုတွေကပိုပိုပြီးထိလွဲရှာလွဲဖြစ်လာပါရယ်2029ခုနှစ်စစ်စင်ရေးစတင်ပြီးနောက်ပိုင်းမှာစစ်တပ်ဆန့်ကျင်အင်အားစုတွေကတရုတ်ပံ့ပိုးထားတဲ့စီမံကိန်း34ခုအနက်23ခုကိုထိန်းချုပ်ထားပါရယ်အဓိကရိုက်ခတ်မှုရှိတဲ့ area တွေမှာရခိုင်ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့နိုင်ငံအလဲပိုင်းဒေသတွေပါဝင်ပါရယ်ဒါ့ဝိမေညီနောင်မဟာ မိတ်သုံးဖွဲ့နဲ့ NUG ရဲ့ပြည်သူ့ကာကွယ်တပ်ဖွဲ့တွေကတရုတ်စီမံကိန်းတွေကိုတိုင်ရိုက်ပြစ်မှတ်ထားခြင်းကိုရှောင်ကြဉ်ပါတယ်။မြည်တိုပင်စိုးစီမန္တလေးရှိတရုတ်ကောင်စီဝင်ယုံကို2024ခုနှစ်အောက်တိုဘာလအတွင်းကစစ်ကောင်စီဖွဲ့စည်းပေးထားတဲ့ဖြူစော်တီလက်နက်ကင်တွေကတိုက်ခိုက်ခဲ့တယ်လို့သတင်းတွေမှာရေးသားထားကြတာရှိပါတယ်။ ဒါကတရုတ်မြန်မာတပ်တမန်ဆက်ဆံရေးနှစ်ပေါင်း80အတွင်းဒုတိယကြိမ်မြောက်တိုက်ခိုက်မှုဖြစ်ပါတယ်။ဆိုကရင်းနှီးမြှုပ်နှံမှုတွေကိုအကာအကွယ်ပေးနိုင်ဖို့အတွက်တရုတ်ကပူးရဲလုံခြုံရေးကော်မတီတစ်ခုထူထောင်ဖို့မြန်မာစစ်ကောင်စီနဲ့လက်တွဲဆောင်ရွက်နေပါတယ်။စစ်ကောင်စီကနှစ်ဖက်သဘောတူနားလည်မှုစာကြွန်လောင်းမူကြမ်းတရက်အကောင့်ထဲပေါ်နိုင်ရတဲ့လက်နက်နဲ့လုံခြုံရေးပစ္စည်းကရိယာတွေပြီးပို့ခြင်းကဲ့သို့ထောက်ပို့အလားအလာတွေကိုတုံ့တက်လျက်ရှိပါတယ်။တချိန်တည်းမှာဒီအစီအစဉ်ကမြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာကိုထိပါခြင်းမျိုးမဖြစ်စေအောင်လဲစစ်ကောင်စီကတတိထားပါတယ်။ တယ်။တရုတ်ကမြေပြင်ထိန်းချုပ်မှုနဲ့လုံခြုံရေးပိုင်းမှာစစ်ကောင်စီရဲ့စွမ်းရည်ကိုရှုံချီမှုမရှိကြောင်းဒီမူတန်းကညွန်ပြနေပါတယ်။ပြည်ပလုံခြုံရေးအဖွဲ့အစည်းတွေရှိနေခြင်းကရခိုင်ပြည်မှာအတော်အတန်ဩဇာလွှမ်းခြုံထားပြီးဖြစ်တဲ့အေးပါဝင်ဒေသကလန်နိုင်အုပ်စုတွေကိုဆော့ပေးသလိုရှိမှဖြစ်နေပြီးဒီခြေလန်းတွေကဒေသရင်ခင်းခြင်းကိုပုံမိုးရှုပ်ထွေးသွားစေနိုင်တာလည်းရှိနေပါတယ်။ တရုတ်ရဲ့ယင်းနှမြုံနံမှုတွေကမြန်မာစီးပွားရေးအတွက်အသက်သွေးကြောဖြစ်ပါတယ်။တချိန်တည်းမှာမြန်မာစစ်ကောင်စီနဲ့လိုအပ်တာတက်ပုံမပူပေါင်းခြင်းကတိုင်းဒေသလက်နက်ကင်အုပ်စုတွေအပါအဝင်သက်ဆိုင်ရာအင်အားစုတွေကိုပုံမစင်ကားသွားစေတဲ့အနေရှိပါတယ်။ဖေချင်းအနေနဲ့ရခိုင်ဒေသမှာရှိနေပြီးပဋိပက္ခတွေကိုပိုဆိုမသွားစေပဲခြေကုပ်ယူထားနိုင်ရေးအတွက်ဆိုရင်ဒီတင်းမှမှုတွေကိုပဲ့ကိုင်းထိန်ချဖို့အတွက်အထူးလိုအပ်ပါတယ်။တပုတ်ပဋိပက္ခရဲ့အတိန်နဲ့အာရခတတ်တော်နဲ့မွတ်စလင်အုပ်စုများအကြဆက်ဆိုင်ရင်ကနှက်ဆိုင်စွာတင်ရှိနေတဲ့မယုံကြည်မှုနဲ့တမိုင်းစင်စမ်းမကျေနပ်မှု တွေအပေါ်အရင်တည်ပါတယ်လူမျိုးစုအမျိုးသားရေးဝါဒအရမွတ်စလင်တွေကဘေးဖက်ခံရလိရှိပါတယ်အေအေရဲ့လူအခွင့်အရေးချိုးဖောက်မှုတွေကလည်းနှစ်ဖက်ဆက်ဆံရေးကိုပုံမတင်မာစေပါတယ်ဒီတင်မာမှုတွေကရခိုင်ဒေသမှာငြိမ်းချမ်းရေးတည်မြဲအောင်ကြံဆောင်ရမှာဖြုံလောက်တဲ့အဟန့်တားတရဖြစ်ပါတယ်ပြန်လည်တင်မြဲရေးအတွက်အခွင့်အလမ်းတွေကတော့ရှိနေပါတယ်ရခိုင်မှာလူရန်စီအကျုံးဝင်ပွင့်နဲ့ပတ်သက်ပြီးမကြသေးငယ်ကအေအေရဲ့ထုတ်ပြန်ချက်များနိုင်ငံရေးဆွေးနွေးမှုအတွက်ပွင့်ပွင့်လင်းလင်းထုတ်ဖော်ပြောကြားချက်တွေက၎င်းရဲ့ချင်းကပ်မှုမှာအလားအလာကောင်းမွန် နဲ့အယူတရွက်ရှိတာကိုပြသနေပါတယ်။ယုံကြည်မှုတည်ဆောက်ရေးတပ်ဆိုရင်လူအခွင့်အရေးချိုးဖောက်မှုဆွဆွဲချက်တွေကိုဖြည့်ရှင်ခြင်းအစိုးရဖွဲ့စည်းပုံအတွင်မွတ်စလင်တွေကိုတန်းတူညီမျှထည့်သွင်းပေးဖို့အာမခံခြင်းအပြန်အလှန်လေးစားသတ်မှုရှိခြင်းစတဲ့ခိုင်မာတဲ့ခြေလှမ်းတွေလိုအပ်ပါတယ်။ကော့ပစာရှိဒုက္ခသည်စခန်းများကလက်နက်ကင်အုပ်စုတွေအတွက်လူသစ်စုဆောင်ရာစစ်ချက်ကြီးဖြစ်နေတဲ့အတွက်လည်းပဋိပက္ခကိုပုံမရှုပ်ထွေးစီလျက်ရှိပါတယ်။အတင်းအဓမ္မစစ်သားစုဆောင်မှုတရင်များနဲ့နိုင်ငံသားဖြစ်ရေးဂတိကဝတ်တွေကမွတ်စလင်ထောင်ပေါင်းများစွာကိုမြန်မာစစ် တန်လက်အောက်ကိုဝင်ရောက်သွားစေပါတယ်။လက်နက်ကင်အုပ်စုရဲ့အမျက်ထုတ်မှုတွေမှာအကာအကွယ်ပေးနိုင်ဖို့အတွက်ပြင်ပထားပြီးဝင်ရောက်ဆက်ဖက်မှုတွေငင်းချိုင်းနဲ့လုံချုံကြီးတွေကူညီပံ့ပိုးတွေလှုပ်ဆောင်ချက်တွေအရေးပေါ်လူနေချောင်းကိုဒီဖြစ်ရက်တွေကမိမောင်းထိုးပြနေပါတယ်။အေအေက၎င်းရဲ့ကိုပိုင်အုပ်ချုပ်ခွင့်ရရခိုင်ပြည်မှာမွတ်စလင်တွေကိုပါထည့်သွင်းမဲ့ဆန္ဒသဘောထားတရဖော်ပြထားတဲ့တစ်ချိန်ထဲမှာအပြောထက်ကြုံုံပြီးနောက်ဆက်တွဲလှုပ်ဆောင်ချက်တွေပါလိုအပ်မှာဖြစ်ပါတယ်။ မွတ်စလင်တိုင်းဝိုင်းများကိုအုတ်ချုံဤကန်နာရီမှာပုံမိုကျေပြန်စွာပေါင်းစည်းထည့်သွင်းမှုနဲ့တန်းထူညီများဖွံ့ဖြိုးရေးကိုအလေးထားမှုတို့နဲ့ယုံကြည်မှုနဲ့အတူရှင်တွဲနေထိုင်မှုတို့အတွက်အခြေခံအုတ်မြစ်များတည်ဆောက်ပေးနိုင်မှာဖြစ်ပါတယ်။ နိုင်ငံတကာအတိုင်းဝန်ကလည်းဒီအကွဲပြဲကိုတရားထိုးရမှာအရေးကြီးတဲ့အခမ်းကဏ္ဍမှာပါဝင်နိုင်ပါတယ်။အေအေမွတ်စလင်ခေါင်းဆောင်တွေနဲ့အခြားသက်ဆိုင်သူများအကြားစကားဝိုင်းဆွေးနွေးမှုတွေစီစဉ်ပေးခြင်းကပူးပေါင်းဆောင်ရွက်ရေးမူပေါင်းတရက်ကိုကူညီဖန်တီးပေးနိုင်မှာဖြစ်ပါတယ်။အတိတ်ပဲရှိတဲ့ရလဒ်များထွက်လာရေးအတွက်ဒီဂျိုးပန်းမှုတွေမှာပွင့်လင်းမြင်သာမှုနဲ့တာဝန်ခံမှုကပင်မကျော်ရုပ်ဖြစ်ပါဝင်ရမှာဖြစ်ပါတယ်။မတူကွဲပြားတဲ့အတန်များပါဝင်ပေါင်းစည်းထားတဲ့အုပ်ချုပ်ရေးမိုဒတီရက်နဲ့ရခိုင်ပြည်ရဲ့ရေရှည်တည်ငြိမ်ရေးအတွက်အခြေခံမူပေါင်းများချမှတ်နိုင်မှာဖြစ်ပါတယ်။အိန္ဒိယ ာနဲ့ဘင်္ဂလားဒေ့ရှ်တို့ကရခိုင်ပြည်နယ်ထိစပ်နေတဲ့အိမ်ကြီးချင်းနိုင်ငံတွေဖြစ်ကြပြီးဒီဒေသရဲ့အနာဂတ်ကိုပုံဖော်ရမှာအရေးပါတဲ့နေရာမှာရှိပါတယ်။ကလဒန်ဘတ်ဆောင်တဲ့ပို့ဆောင်ရေးစီမံကိန်းကဲ့သို့အိန္ဒိယရဲ့မဟာဗျူဟာမြောက်ခြေလှမ်းတွေကနိုင်ငံရဲ့အရှိမြောက်ပိုင်းပြည်နယ်တွေနဲ့အရှိတောင်အာရှအကြားချိတ်ဆက်မှုကိုပုံမအားကောင်းစေဖို့ရည်ရွယ်ထားခြင်းဖြစ်ပါတယ်။အေကထိန်းချုပ်နေမြေများရှိလာခြင်းကနေယူဒေလီအတွက်စိန်ခေါ်မှုနဲ့အခွင့်အလမ်း နှစ်မျိုးစလုံးဆောင်ကျင်းလာပါတယ်။အေအေနဲ့တိုင်းရိုက်ဆက်ဆံခြင်းကအိန္ဒိယဖို့အခြေခံအဆောက်အအုံစီမံကိန်းတွေကိုလုံခြုံမှုပေးနိုင်မှာဖြစ်တယ်လို့ဒေတာရင်းကုံသွင်းဤကိုလည်းအားပေးမြင့်တင်နိုင်ပါတယ်။လက်တွေ့ကြကြပူးပေါင်းဆောင်ရွက်ခြင်းဖြင့်အိန္ဒိယရဲ့ယင်းနှိမ့်မြုံနယ်မော်ရီကိုအကာအကွယ်ပေးနိုင်ရုံသာမကရခိုင်ပြည်ပေါ်မှာဩဇာလွှမ်းမိုးမှုပုံမှုအကောင်လာနိုင်ပါတယ်။ဒါအပြင်ဒေတာရင်းမှာတရုတ်ရဲ့ခြေလက်များပုံမှုစိတ်လာခြင်းပေါ်မှာလည်းတံပြန်ထိန်းကြီးတဲ့သဘောနဲ့တည်ရောက်နိုင်ပါတယ်။ ဘင်္ဂလားဒေ့အတွက်ဆိုရင်လက်ရှိမွတ်စလင်ဒုက္ခသည်အကြံအတဲကခေါင်းပုံနေရတဲ့ကိစ္စတစ်ခုဖြစ်ပါတယ်ဒုက္ခတွေတတန်းကျော်ကိုလက်ခံထားရတဲ့အတွက်ဒါကရဲ့အရှင်မြင့်များဝင်ပြီးနေပြီဖြစ်တယ်လို့ပြည်တွင်တင်းမာမှုတွေလည်းပုံမြင့်တက်လာပါတယ်အေပေါ်မီခွန်ပြီးစုတ်တာတက်တာရှိတဲ့ချင်းကမှုပုံစံတည်းရဲ့ကျန်တုံချင်းအပြင်ဘင်္ဂလားဒေ့ကစာနာမှုအကူအညီပေးရေးကော်ရီတာများထူထောင်ခြင်းနေဆက်ဖြစ်ကြောင်းလုံခြုံရေးကိစ္စရပ်များဖြေရှင်းခြင်းမျိုးကဲ့သို့ပူပေါင်းဆောင်ရွက်ရေးလမ်းကြောင်းတင်များကြံစနိုင်မှာဖြစ်ပါတယ်အေနဲ့ဆွေးနွေးညီနိုင်ခြင်းကမွတ်စလင်ဒုက္ခသည်များကုန်သိ ိတ်ခါနဲ့ညီနေရပြန်နိုင်ဖို့အတွက်ဆွေးနွေးမှုလမ်းကြောင်းပွင့်သွားနိုင်ပါတယ်။ AA နဲ့ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံလုံးက AA ရဲ့အာဏာပိုင်ဆိုင်မှုကိုအတိမတ်ပြုပြီးရခိုင်ပြည်နယ်မှာအဓိကကျသူအဖြစ်ထိတွေ့ဆက်ဆံသင့်ပါတယ်ဒီလိုချင်းကမှုကတည်ငြိမ်မှုကိုအားဖြစ်ပြီးမှဖြစ်တယ်လို့ဒေတာရင်းအပြန်လန်အကျိုးစီးပွားကိုလည်းမြင့်တင်နိုင်မှာဖြစ်ပါတယ်။ဘာရီဆောင်ရွက်လို့ရနိုင်လေရခိုင်ပြည်မှာရှေးရှေးတည်မြဲခိုင်မြဲတဲ့ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးကိုသွားရလန်အတွက်ရှုထောင့်ဆုံးမဟာဗျူဟာတည်ရဲ့လိုအပ်ပါတယ်ဒီမဟာဗျူဟာကအုပ်ချုပ်ရေးဒေတာမှာပူပေါင်းဆောင်ရွက်ရေးနဲ့စာနာမှုအကူအညီပေးအပ်ရေးတို့ကိုဦးစားပေးရမှာဖြစ်ပါတယ်။အဓိကအဆင့်မှာ အောက်ပါချ က်တွေပါဝင်မှာပါတင်လူတိုင်းကျုံးဝင်တဲ့အုပ်ချုပ်ရေးတရက်ထူထောင်ခြင်းအေအေအနေနဲ့လူတိုင်းကျုံးဝင်တဲ့ခေါင်းဆောင်မှုအတွက်၎င်းရဲ့စွမ်းရည်ကိုသရုပ်ပြဖို့အတွက်စီးရင်အောင်မြင်မှုတွေထက်ကျော်လွန်ပြီးလှူရှားဆောင်ရွက်တင်ပါတယ်၎င်းတို့အနက်အထူးအားဖြင့်မွတ်စလင်တိုင်ဝမ်ပါဝင်အတိုင်ဝမ်အားလုံးရဲ့အခွင့်အရေးများကိုအကာအကွယ်ပေးခြင်းရကိုင်းပြည်ရှိမတူကွဲပြားချက်တွေကိုတင်ရတဲ့တာရုန်ကြီးများအုပ်ချုပ်ရေးဖွဲ့စည်းမှုပုံစံများဖန်တီးခြင်းတို့ပါဝင်ပါတယ်နေအပြုသဘောဆောင်သောဆွေးနွေးမှုများအားပေးမြင့်တင်ခြင်းအေအေမွတ်စလင်အုပ်စုများအခြားဆက်ဆက်ပတ်သက်သူများစသည်တို့ကြားနိုင်ငံတကာ ကပံ့ပိုးပါဝင်နေဆွေးနွေးညှိနှိုင်းမှုတွေကရှုံချင်မှုတည်ဆောက်ရေးနဲ့တမိုင်းစင်စံမကျေနပ်ချက်တွေကိုဖြည့်ရှင်ပေးဖို့အတွက်မရှိမဖြစ်လိုအပ်ပါတယ်။ဒီဂျိုပန်အထုံမှုတွေကပွင့်လင်းမြင်သာမှုရှိရမယ်။တာဝန်ယူမှုကိုအာမခံပေးနိုင်တဲ့ဖြစ်ထွန်းတိုးတက်မှုရှိသောလုံထုံးလုံနီများနဲ့ကုညီပံ့ပိုးပေးရမှာလည်းဖြစ်ပါတယ်။တောင်ဗျူဟာမြောင်ရှင်နီမြုံနယ်မှုများမှတက်ဆင်အာယူခြင်းတရုတ်အိန္ဒိယနဲ့အခြားသောသက်ဆိုင်သူများအနေနဲ့၎င်းတို့ရဲ့စီမံကိန်းတွေကရခိုင်အတိုင်းဝန်ရဲ့လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက်အားပြေကူညီပေးမှာဖြစ်ကြောင်းအာမခံပေးရ ရမှာဖြစ်ပါတယ်။ပညာရေးကျန်းမာရေးစောင့်ရှောက်မှုနဲ့အခြေခံအဆောက်အအုံကဏ္ဍတွေမှာရှင်းလင်းမြုံနှံခြင်းကစိတ်ရင်းစေတနာကောင်းများပုံမထွက်ပေါ်လာနိုင်စေသလိုပဋိပက္ခကိုမောင်းနေနေတဲ့နောက်ကွယ်မှာအကြောင်းရင်းတွေကိုလည်းရောပါသက်သာစေမှာဖြစ်ပါတယ်။ လင်းစာနာမှုအကူအညီတိုးမြှင့်ပေးအပ်ခြင်းဘင်္ဂလားဒေ့ရှ်နဲ့အိန္ဒိယပါဝင်ဒေသတွင်သက်ဆိုင်သူတွေကနေရဲစွန့်ခွာတိမ်းရှောင်နေသူတွေရဲ့အရေးပေါ်လိုအပ်ချက်တွေကိုဖြည့်ရှင်ပေးဖို့အတွက်နေဆက်ဖြတ်ကြောင်းအကူအညီများကူညီပံ့ပိုးတင်ပါတယ်နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ပူးပေါင်းဆောင်ရွက်ချက်တွေကအသက်မွေးဝမ်းကြောင်းဘဝတွေကိုပြန်လည်တည်ဆောက်ရမှာကူညီပံ့ပိုးပေးနိုင်မှာဖြစ်တယ်လို့ဒုက္ခဆင်းရဲများကိုလည်းရောပါသက်သာစေမှာဖြစ်ပါတယ်